တာပါခင်ဗျာ။ API အခင်မြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုင်ငံသား6000ကျော်တပ်ဖြတ်ထားတဲ့စစ်ကောင်ဆောင်မင်းအောင်နိုင်ကိုဖိတ်ခေါ်မှုအပေါ်ထိုင်းတပ်ကတို့ကြောင့်များနဲ့လူမှုအဖွဲ့အစည်းတွေကန့်ကွက်ဆန္ဒပြမှုတွေရှိနေပါတယ်ဒီသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နိုင်ငံသား6000ကျော်တပ်ဖြတ်ထားတဲ့စစ်ကောင်ဆောင်မင်းအောင်နိုင်ကိုထိုင်းနိုင်ငံတို့ဖိတ်ခေါ်မှုအပေါ်ထိုင်းတပ်ကတို့ကြောင့်များနဲ့လူမှုအဖွဲ့အစည်းများကပြင်းပြင်းထန်ထန်ကန့်ကွက်ဆန္ဒပြနေကြပါတယ် မရောက်နိုင်ဦးဆောင်တဲ့မြန်မာစစ်တပ်ဟာအာဏာသိမ်းပြီးကလေးကနိုင်ငံသား6000ကျော်တပ်ဖြတ်ထားကြောင်းအရက်ပန်း2000ကျော်ကိုဖမ်းဆီးထိန်းသိမ်းထိန်းသိမ်းထားကြောင်းဒေသအမိန့်ကိုအသက်သွင်းပေးကြောင်းနဲ့ပြည်တွင်ပြောင်းရွေ့ဒုက္ခပြီးသုံးတန်းကျော်ရှိလာပြီဟုထိုင်းတက္ကသိုလ်ကျောင်းသားများနဲ့လူမှုအဖွဲ့အစည်းများကရှင်းတာကန့်ကွက်နေကြပါလေ ဘက်ထီအလိုင်းယန့်စ်ထိုင်းနဲ့အပါအဝင်ထိုင်းနိုင်ငံမှာရှိတဲ့လူမှုအသင်းအဖွဲ့များကခန့်ကွက်ဆန္ဒပြနေကြပါတယ်။ဘက်ထီအလိုင်းယန့်စ်ထိုင်းနဲ့ဟာမြန်မာစစ်တပ်ကအာဏာသိမ်းမှုကြောင့်ပြည်သူလူထုအကြက်တည်းဖြစ်လာမှုနဲ့ဖမ်းဆီးတပ်ဖြတ်နေတဲ့အကြောင်းကို ထိုင်းနိုင်ငံသားတွေသိရှိစေဖို့အတွက်ထိုင်းသက်ကတော်မှစံသားလူငယ်များနဲ့စုပွဲထားတဲ့အဖွဲ့ဖြစ်ပါတယ်။ ရှင်တဲ့ April 4ရက်နေ့ညနေ6:00နာရီခွဲကလေးပဲ Best Ten အစီအဝေးကျင်းပတဲ့ဘန်ကောက်မြို့မှာရှိတဲ့ Shangri-La Hotel အတွင်းမှာစေကောင်းဆောင်မင်း online ကိုထိုင်းတက္ကသိုလ်ကျောင်းသားတို့ကကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ထိုင်းတက္ကသိုလ်ပထမနေ့ကျောင်းသားပေါ်ဟာအာနာရှင်လူသက်သမားမင်း online အားကြိုဆိုမိမဟုတ်ကြောင်း Hotel အတွင်း OH ဆန္ဒပြခဲ့ပါတယ်။ที่ฆ่าคนบริสุทธิ์ประเทศไทยขออยู่เคียงข้างเขาเขา ပြင်းပြပြည်သူတွေရဲ့အတွင်းနဲ့လစ်ဆွေးနှုတ်ဆက်တာကိုဝင်းကြီးချုပ်အနေနဲ့ဘလို့ခံစားရပါသလဲထိုင်းနိုင်ငံကဗမာပြည်သူတွေနဲ့ရက်တည်ပါတယ်ထိုင်းပြည်သူတွေကလူသက်အာဏာရှင်တွေကိုလက်မခံဘူးလို့ပုံကအိုဟိတ်စန္ဒပြခဲ့တာဖြစ်ပါတယ်ဒါကြောင့် ဟိုတယ်လုံခြုံရေးများနဲ့ထိုင်းအာဏာပိုင်များကပုံဖန်းစီခေါ်ဆောင်သွားတာကိုရှုတ်တမ်းမှတွေ့ရပါတယ်။ဒါပေမဲ့အဆိုပါចောင်းသားကိုထိုင်းအာဏာပိုင်တွေကပြန်လွှတ်ပေးခဲ့ကြောင်းမိတ်ထီအလိုင်းရန်ထိုင်းလင်က အတိပေးပြောထားပြောကြားထားပါတယ်။အဲဒါအပြင်ယနေ့နန်းနေ့ပိုင်းကထိုင်းလူမှုအဖွဲ့အစည်းများဟာအစည်းအဝေးကျင်းပရာအနီးကြောင့်ဖျားမြစ်ပေါ်မှာတရားဒဇင်ပေါ်မှာမြန်မာစစ်ကောင်းဆောင်ကိုလူတက်သမားမင်းအွန်လိုင်းကိုငါတို့မကြိုဆိုဘူးဆိုတဲ့စာတမ်းကိုရှိတ်ဆွေးဆန္ဒပြခဲ့ကြပါတယ်။ဒါအပြင်မဲထီအလိုင်းယန်ထိုင်းလင်းကလည်းမင်းအွန်လိုင်းထွင်နေကမှရှိနေစဉ်မင်းအွန်လိုင်းကိုဆန့်ကျင်မှုတစုံတရာပြုလုပ်လို့ပါကတဲ့ရဲ့ကိုကြီးအထာတာတွေကိုဖုံးထားပါတဲ့မျက်နာကို ထုတ်ဖို့မပြုတ်ပါနဲ့လို့အတိပေးထုတ်ပြန်ထားပါတယ်။ ဒါပြင်ယနေ့အချိန်မှာမြန်မာပြည်သူလူထုသားတွေဟာထိုင်းနိုင်ငံရှိရေးဝန်သားများနဲ့လက်ရချင်းဝါဒထောက်ခံသူများထံမှအနိုင်ကျင့်ခြင်းခံရမှုမှာမြင့်တင်နေပါတယ်။တင့်ရဲ့ကိုရီးအထောက်အထားဖော်ပြခြင်းကိုတတိပြုပါဗီဒီယိုသို့မဟုတ်ဓာတ်ပုံရိုက်ခြင်းခံရခြင်းမှာအကင်းဝေးအောင်အတက်နိုင်ဆုံးနေပါလို့တတိပြုထားတာလည်းတွေ့ရပါတယ်။ Princeton အစည်းအဝေးသို့စစ်ကောင်စီကောင်ဆောင်မင်းအွန်လိုင်းကတရားခွင့်ပြုတဲ့အပေါ်ထိုင်းမြန်မာလူမှု ပွေစီများကကံကွေကြောင်သတင်းစာရှင်းလင်းပွဲတွေကိုအပီလာသွင်းနေကဘန်ကောက်မြို့မှာပြုလုပ်ခဲ့ကြပါတယ်။ဒါအပြင်စစ်ကောက်ဆောင်မင်းအောင်လင်းကိုဖိတ်ကြားတရားစီတဲ့ကိစ္စနဲ့ပတ်သက်ပြီးထိုင်ဝမ်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်ထရာအနေနဲ့လွှတ်တော်ကိုလာရောက်ဖြေရှင်းဖို့အတွက်လိုအပ်ကြောင်းထိုင်လွှတ်တော်အမှန်တူကလည်းပဲတောင်းဆိုထားပါတယ်ခင်ဗျာ။ถึงนายกรัฐมนตรีให้ออกมาชี้แจงเหตุผลในการที่เชิญผู้นำเผด็จการทหาร เมียนมาเข้าร่วมการประชุมที่เรียกว่าความริเริ่มแห่งอ่าวเบงกอสําหรับความร่วมมืออันหลากหลายสาขา ทางวิชาการและเศรษฐกิจบิมสเต็กท่านประธานครับ การจุดจุดยืนทางการทูตของประเทศไทยในครั้งนี้ ผมว่ามันมีความอ่อนไหวในเวทีระหว่างประเทศ น่าจะมีถูกโจมตีอย่างแน่นอนครับท่านประธานครับเพราะว่าไม่มีใครมีการเชิญ ผู้นำเผด็จการทหารเมียนมาเข้าร่วมการประชุมใหญ่ ๆ อย่างเป็นทางการมาหลายครั้งแล้ว ผู้นำคนนี้มินออนไลน์คนนี้ได้เดินทางไปแค่ประเทศรัสเซียกับประเทศจีนเท่านั้น ประเทศที่3ที่มีการเดินทางคือประเทศไทยในวันนี้ที่เครื่องบินจะมาถึงที่บอนอหกดอนเมืองในเวลาบ่ายสองโมงเป็นเครื่องบินทหารของประเทศเมียนมาเข้ามาถึงประเทศไทยโดยตรง ต้องออกมาให้เหตุผลให้ได้ครับท่านประธาน หลายๆ คนวันนี้เราเห็นครับเพื่อนสมาชิกสภาผู้แทนราษฎรแสดงความเสียใจต่อคนที่รับความสูญเสียจากเหตุการณ์แผ่นดินไหวที่มีจุดเริ่มต้นจากที่พมา่า และเข้ามาถึงประเทศไทย และกระทบถึงจีนด้วยซ้าไป หลายคนแสดงความเสียใจ แต่ประเทศไทยเรากลับเชิญผู้นําเผด็จการทหารเมียนมาเข้ามา ขออนุญาตเอาสไลด์ขึ้นมาครับดูสิครับหลังจากที่มีการเหตุการณ์แผ่นดินไหวเกิดขึ้นในวันที่ 28 มีนาคม เป็นเวลาตอนประมาณเกือบเที่ยงในที่ประเทศพมา่า หลังจากนั้นแค่ 2 นาที ผู้นำเผด็จการบินออนไลน์ได้มีการบอกให้เอาเครื่องบินลบในการที่ปูพรม โจมตีพลเรือน ทั่วประเทศตั้งแต่วันที่ 28 ถึงวันที่ 31 นะครับมีการโจมตีทั้งหมด 20 ครั้ง อันนั้นมีความสูญเสีย 12 ชีวิตที่ผ่านมาที่เราเห็น แต่ยังมีหลายชีวิตครับที่มีความสูญเสีย จนถึงเมื่อวานนี้มีการโจมตีทั้งหมด 48 ครั้งโอเคป่ะน้าเสียงเป็กิจารีจันทร์รบมีความยืดหยุ่นยิ่งกว่านมาอ่านเอาทั้งนี้ชื่อสุดเด่นมาเลยกับนียชื่อว่าแพทองทานชินวัตรจำเป็นเป็กจะมาจากอะไร